င်ဆက်မှာဖြစ်ပါတယ်အဲ့တော့သတင်းထက်နည်းနည်းပြောစရာလေးရှိလို့ပေါ့နော်အဲ့တော့ကျွန်တော်လည်းအကောက်ကပိတ်ခံထားရတယ်အကောက်ကလည်းပိတ်ခံရတယ်ဟိုကလည်းကျွန်တော်ကိုနားဖို့ဆိုပြီးတော့ခိတရာကြီးနားဖို့ဆိုပြီးလမ်းပြောထားရှိရဲအဲ့ဒါကြောင့်မလို့ကျွန်တော်စလီရ15ရက်လောက်နားမယ်ဆိုပြီးတော့ကျွန်တော်မင်းရဲ့ပြောထားရှိရတယ်။ဒါပေမဲ့နည်းနည်းလေးပြောစရာလေးရှိလို့တက်လာတာ။ပြောစရာလေးရှိလို့တက်လာတာဆိုတာတစ်ဖက်ရက်ကွက်ရဲ့နော်ခွေးလို့ဥပြီးတော့လောင်နေကြတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောပြမယ်။ဟိုခွေးလို့ဥပြီးပါလေလောင်နေလဲဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုကုစားပြုနော်ရွေးကောက်ပွဲဂုံပြုဟို ူစားပြတာမဟုတ်ဘူးဒီရွေးကောက်ပွဲကိုဒါဂုံပြူတဲ့အနေနဲ့စကားတကားရိုက်ထားတာရှိတယ်စကားတကားရိုက်ထားတာရှိတယ်အဲ့ထဲမှာတစ်ဖက်အကြမ်းဖက်မီဒီယာတွေနဲ့ဒါအကြမ်းဖက်လော်ဘီတွေကလောင်နေကြတယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေကိုအဲ့ရုပ်ရှင်ရုပ်ရှင်မင်းသားမင်းသမီးတွေကလည်းဒါကျွန်တော်မှပြည်သူတီးပြီးသားဖြစ်မှာပါနော်နေတိုးတို့မြင့်မြတ်တို့ PND ဟိုဟာတို့နေဝင်းတို့နော်စတဲ့အကယ်ဒမီရုပ်ရှင်မင်းသားမင်းသမီးတွေပေါ့သူတို့ ਨੇ ရိုက်ပြီးတော့ဒါဟိုဟာပေါ့ဂုံပြူဇာကရကရိုက်တယ် ။ဒါနဲ့ပတ်သက်ပြီးတစ်ဖက်မီဒီယာတွေကလောင်းနေတယ်။သူတို့ရိုက်တော့အကောင်းပြနော်။ NLD ဆိုတာကနိုင်ငံကိုဖျက်ဆီးဖို့ထဲမှာထိတ်ဆုံးရပါတယ်။ထိတ်ဆုံးရပါတယ်။နိုင်ငံဖျက်ဆီးတဲ့ထဲမှာနော်။သူတို့ရိုက်တော့အကောင်း။သူတို့ရွေးပြီးခဲ့တဲ့ဒီကျော်2021ဒီရွေးကောက်ပွဲပေါ့နော်။2020ရွေးကောက်ပွဲနော်။အဲ့ဟာမဆခင်ကကျွန်တော်တို့2015ကနေ2020ဒီသူတို့အာနာထိန်းခဲ့တယ်။ဟမ်အာနာသူတို့ရခဲ့တယ်ပေါ့နော်။အာနာရပါတီဖြစ်ခဲ့တယ်။အဲ့ဒီမှာသူတို့ရခဲ့တဲ့ဇာတ်ကားကကျွန်တော်မျိုးပြည်သူမြေမိသားဖြစ်မယ်နော်။ ဟိုပြည်သူပြည်သူကိုကြောက်ထဲတွန်းချတဲ့ကောင်နေနော်ဝိုင်းတို့ပြီးလို့ရှိရင်ဒီလူမင်းတို့နော်နေတို့ဟိုနေမျိုးအောင်တို့နော်စားတဲ့အများကြီးအများကြီးနော်အဲ့မှာတော့သူတို့ပြောတဲ့ဇကားမှာအခုခုအခုရိုက်တဲ့ဇကားက तू ကဘဲပါတီကိုမဲပေးပါဆိုပြီးတော့ကျွန်တော်ပြောတဲ့ဇကားတခွမ်းမှမပါဘူးခင်ဗျားတို့အဲ့ဒါကိုခိုးချောင်ခိုးဝဲနဲ့ကြည်နေတဲ့ပြည်ပြီးအုပ်စုတွေလည်းရှိသေးတယ်နော်ပြည်တွင်းထဲမှာလည်းအဲ့ကားကိုခိုးချောင်ခိုးဝဲနဲ့ကြည်နေရတဲ့ကောင်တွေရှိသေးတယ်နော် ဲ့တော့အဲ့ကားမှာဆိုလို့ရှိရင်ကျွန်တော်ဥမာတစ်ခုကြံ့ခိုင်းယူကိုမဲပေးပါတော့ပြီးသုံးလုံးကိုမဲပေးပါတော့ဟိုရှမ်းတိုင်းရင်းသားကိုမဲပေးပါကချင်တိုင်းရင်းသားကိုမဲပေးပါအဲ့လိုမျိုးမဲပေးပါဆိုပြီးတော့ပြောတဲ့စကားတခွန်းမှမပါဘူးတခွန်းမှမပါဘူးသူတို့အနေနဲ့ဒီရွေးကောက်ပွဲကိုဟိုဒါပူပေါင်းပါဝင်ပြီးတော့နော်ဒီပြည်သူတွေအမြင်မှန်ရဖို့အတွက်ကိုဒါရိုက်တဲ့ကာရကဖြစ်တယ်အဲ့ NLD ဒီဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီသူတို့အာဏာရစင်ကရိုက်ခဲ့တဲ့ဇကာတကရှိတယ်နော်အဲ့ဒါကကျတော့သူတို့က NLD ကိုမဲပေးစို့နော် အန်အေဒီကိုမဲပေးမှသာပြည်ပြက်မယ်ဆိုပြီးတော့ပြောတဲ့စကားစကားရှိတယ်နော်သူတို့ရိုက်တော့အကောင်မေလိုးများနော်မေလိုးများသူတို့ရိုက်တော့အကောင်အခုသူများရိုက်လဲရိုက်ရောအဲ့ရုပ်ရှင်မနာမသိမီ6ယောက်ကိုဝိုင်းပြီးတော့တမုံနေကြတယ်ဒါမှမဟုတ်ရုပ်ရှင်မနာမသိမီတဲ့အေးစစ်စစ်ပဲအေးစစ်စစ်ပဲလေးချွန်းတော့မပြတ်ဘူးငါလို့ဂွန်းထုတော့မပြတ်ဘူးကရောပါရဲ့နော်အော်တစ်ဖက်မီဒီယာတော့တော့နောင်နေကြတယ်လောင်နေကြတယ်ဘာလောင်လဲဆိုတော့ ဟိုစစ်တက်ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဟောဗျာဒီကောင်နေပြောနေကြစကားတိုင်းဒီကောင်နေစစ်တက်ကိုတက်လုံးအောင်ကောင်းကောင်းမပြောခဲ့ဘူးစစ်တက်လောက်လုတ်ပြီးခဲ့တာလဲစစ်တက်ပဲရှိတယ်မြန်မာနိုင်ငံကိုအုပ်ဆိုးခဲ့တာလဲဒါစစ်တက်ကအုပ်ဆိုးတာမှန်တယ်ဟိုဦးနေဝင်ဦးတန်းရွှေနော်စတဲ့ကြောပေါ့စစ်တက်ကကြီးဆိုးခဲ့တာမှန်ပါတယ်ဒါပေမဲ့အဲ့လူတွေကပဲနိုင်ငံကိုကောင်းအောင်လုပ်ခဲ့တယ်သာသနာကိုတည်တံ့ခိုင်မြဲအောင်သူတို့ပဲလုပ်ခဲ့တယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကတော့အဲ့ဒီကလေးကစပြီးတော့ဦးနေဝင်တို့လက်ထက်တွေကနော်စပြီးတော့ နိုင်ငံကိုဖျက်ဆီးဖို့ရည်ရွယ်ခဲ့တာအခုချိန်ထိပဲအခုချိန်ထိလည်းလိုက်ဖျက်ဆီးနေတော့မယ်နောက်ဆုံးသူတို့မှဖျက်ဆီးကြရမယ်ရှိလို့ရှိရင်ရုပ်ရှင်မင်းသားမင်းသမီးတွေကိုလိုက်ပြီးတော့ဖောင်းထုတ်နေတာအဲ့တော့တစ်ဖက်ကတော့လောင်နေကြတယ်ဒါကတော့ဆက်ဆက်ပြီးတော့ပြောပြတာပါနော်အဲ့တော့လောင်မနေနဲ့လောင်နေလဲအလကားပဲသူတို့ရိုက်တဲ့အခန်းထဲမှာကြည့်ကြည့်လိုက်ပါဘဲပါတီကိုမဲပေးပါလို့မပါဘူးဒီကြက်ခံကြီးဟို sorry ဒီဟိုဟာကိုရွေးကောက်ပွဲကိုဂုံပြုတဲ့ဇာကားပဲဖြစ်ပါတယ်เนาะအဲ့တော့သူတို့လိုမျိုး NLD ကိုမဲပေးစိုးဆိုပြီးတော့ကျတော့ခေါင်းစဉ်ကြီးတက်ပြီးတော့စကားရိုက်တာမဟုတ်တဲ့အတွက်မင်းတို့တွေအရင်ကြီးလောင်မနေနဲ့လို့ပဲဒီလောက်ပဲပြောလိုက်ပြသည်နောက်တစ်ခါတော့ဒါဒီနေ့28ရက်ဇေလ2025ရက်နေ့ကစပြီးတော့ဒါမဲဆွဲစီယုံရေးကာလဖြစ်တက်မှတ်တဲ့ရက်မှာပဲဒါကြက်ခိုင်အင်းနဲ့ဖွံ့ဖြိုးရေးပါတီနော်အဖွဲ့ဝင်တွေရောဒါအဖွဲ့တွေရောဒီကြက်ခိုင်အင်းပါတီမှာဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးကနော်သူတို့ရဲ့သက်ဆိုင်ရာသက်ဆိုင်ရာမျိုးတွေမှာဒါဆိုင်းဘုတ်တင်ရင်ခန္ဓာတွေပြုလုပ်တာတွေတွေ့ရတယ်နော်ဒါပေမဲ့ ရွေးကောက်ရွေးကောက်ပွဲတော့မဆရသေးဘူးရွေးကောက်ပွဲတော့မဆရသေးဘူး28ဦးကကြက်ခန့်ရဲ့နိုင်နေပြီနိုင်နေပြီအဲ့တော့ဘာလို့နိုင်လဲဆိုတော့ကျွန်တော်ဟိုတနေ့လည်းပြောပြအေကေသနဲ့ပတ်သက်ပြီးကျွန်တော်လည်းဘယ်နှစ်ငပိကျော်စားရမလဲမသိဘူးနော်အဲ့28ဦးကနိုင်သွားတယ်နိုင်သွားဆိုတာကျွန်တော်တို့ဒီနှောင်းရှစ်ဖွဲ့စည်းပုံရပါဘောနော်နှောင်းရှစ်ဖွဲ့စည်းပုံရအဲ့ပြည်နယ်တွေမှာဒါသူတို့ဝင်ရောက်ဦးရှင်ပြိုင်ရင်းမရှိဘူးဆိုလို့ရှိရင်ဒါလုံးဝဝင်ရောက်ရှင်ပြိုင်တဲ့လူကသူကသူတမဲပဲပြေးပြေးနှမဲပဲပြေးပြေး သူတို့ပဲအနိုင်ရတာဖြစ်ပါတယ်သူတို့ပဲအနိုင်ရတာဖြစ်ပါတယ်အဲကြောင့်မလို့ view ကောက်ပွဲတော့မဆသေးဘူး28ယောက်ကနိုင်ရပုံကိုယ်တွေဖြစ်နေပြီတကယ်လည်းချီးကျူးဖို့ကောင်းပါတယ်ကျွန်တော်ဒီလောက်ပဲပြောမယ်နော်ဒီလောက်ပဲပြောမယ်ဘောဆိုအများကြီးဆက်ပြောလို့ရှိရင်ငပိကျော်စားရမှာဆိုလို့ငပိကျော်စားရမှာဆိုလို့အဲ့တော့ငပိကျော်လည်းနီးနေပြီထောင်ထဲမှာလည်းငပိကျော်မကြွေးတော့ဘူးလို့ကြားပါတယ်နော်ဒါကဆက်ဆက်ပြီးပြောပြတာပါနောက်တစ်ခုဒီရှမ်းမြောက်ရှမ်းမြောက်ချင်းနေနဲ့ပတ်သက်ပြီးတော့ဒါအကျံပတ်တည့်ရဲ့လေကဘာလို့လေးတန်းတွေထွက်လာလဲဆိုလို့ရှိရင် အရင်ကျွန်တော်ဗမာစကားပုံရှိတယ်ဗျနော်ကြမ်းကျွင်ရင်နှုတ်လို့ရတယ်နှုတ်ကျွင်ရင်နှုတ်လို့မရဘူးဆိုတာနှုတ်လို့မရဘူးဆိုတာဒါကျွန်တော်ဗမာစကားပုံကအလကားထားထားတဲ့စကားပုံတွေမဟုတ်ဘူးအလကားထားတဲ့စကားပုံတွေမဟုတ်ဘူးအခုတည့်ရလေကလုံးဝပို့ပြီးတော့ဟိုသိတာထင်ရှားတဲ့ငင်ငွန်းတစ်ချက်ကိုပို့သွားပြီဘာလို့လဲဆိုတော့တည့်ရလေကအရင်တော့သူတို့စစ်နိုင်တဲ့အချိန်ရံပေါ့ဗျာနော်စစ်နိုင်တဲ့အချိန်ဆိုတာလေဒါတက်မတော်ကအေးကြီးတော့မပြတ်ဘူးနော်တက်မတော်အေးကြီးတော့မပြတ်ဘူးသူတို့အေးစစ်စစ်ပဲနေနေတဲ့အချိန်သူတို့ဒါမျိုးတွေရွာတွေကို ဒါအကြမ်းဖက်တဲ့နီလန်းနဲ့ဝင်ရောက်ပြီးတော့ဒါစီးနေတိုက်ခိုက်ပြီးတော့ယာယီထိမ့်ချုပ်သွားတဲ့မျိုးတွေနော်အဲ့မျိုးတွေရနေစဉ်ကသူတို့ကစောက်ကြီးစောက်ကြိမ်နဲ့ပြောတာဟိုသူတို့ပြည်နေပေးရမယ်တို့ဘာပေးရမယ်ညာပေးရမယ်ဒါဆိုရင်ညှိနှိုင်းဆွေးနွေးမယ်တို့မဟုတ်လို့ရှိရင်နော်သူတို့ယာယီထိမ့်ချုပ်ထားတဲ့မျိုးတွေအားလုံးကိုသူတို့ဆက်ပြီးတော့ထိမ့်ချုပ်သွားမယ်ဘယ်တော့မှငင်းကြေးလက်မမထိုးဘူးဆိုပြီးစောက်ကြီးစောက်ကြိမ်ပြောသွားတဲ့ကောင်းနေအားကြောင့်မလို့ကျွန်တော်တို့ဗမာစကားပုံရကြမ်းကြွနာနှုတ်လို့ရတယ် နှုတ်ကျွင်နှုတ်လို့မရဘူးကွာအခုတရလေကသူညှိနှိုင်းဆွေးနွေးမှုတစ်ခုလုပ်ချင်တယ်တက်နဲ့တက်နဲ့သူညှိနှိုင်းဆွေးနွေးမှုလုပ်ချင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူတို့ဒီဟွာပေါ့သုံးလေးပွဲလောက်တော့ကွဲနေရရှိတယ်သုံးလေးပွဲလောက်တော့ကွဲနေရရှိတယ်ဒါပေမဲ့အားလုံးရဲ့သူတို့ဒီတရလေရဲ့ဒါခေါင်းပိုင်းနေအားလုံးရဲ့စိတ်ကတစ်ဆက်သေးကတော့သူတို့ဒီနေရာတွေကိုကြာကြာမထင်းချုံနိုင်တော့ဘူးဆိုတာသိတဲ့အတွက်သူတို့အနေနဲ့တက်နဲ့ဒါပြန်လဲညှိနှိုင်းမှုတွေလုပ်ချင်တယ်ပြန်လဲညှိနှိုင်းမှုလုပ်ပြီးတော့တက်ကဘယ်နေရာဘယ်ဧရိယာထိတက်ကိုယူ သူတို့တော့သူတို့ဘယ်နေရာနေဘယ်ဒီတာထီကိုသူတို့ထပ်မှန်ပြီးတော့တိုးချဲ့ပေးဖို့ဒါညှိနှိုင်းမယ်ဆိုပြီးပြောထားရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့တက်မတော်ကလုံအောင်အလုံးစုံညှင်းဆန်လိုက်တယ်။လုံအောင်လုံးစုံညှင်းဆန်ပြလိုက်တယ်။တီအလီနဲ့တက်မတော်ကြားမှာမြည်သည့်အကြောင်းမှဆွေးနွေးစရာအကြောင်းမရှိတော့ဘူးလို့ဒါကျွန်တော်သိရတယ်။အညှိနှိုင်းကြအကြောင်းလဲမလို့ဘူး။တခုရှိတာအတက်ကဟိုညှိနှိုင်းခွင့်ပေးထားတယ်။ညှိနှိုင်းခွင့်ပေးထားဆိုတော့တက်ရဲ့ရာသန်တခုရှိတယ်။တီအလီကိုသူတို့မသက်ဆိုင်တဲ့မြို့တွေကနေပြီးတော့သူတို့ယာယီထိန်းချုပ်ထားတဲ့မြို့တွေကနေပြီးတော့အကုန်လုံးအလုံးစုံပြန်ဆုတ်သွား ပြန်ဆုတ်သွားပြီးရင်သူတို့ဒီသတ်မှတ်ထားတဲ့နေရာမှာပြန်သွားဒီဟာကိုသူတို့သဘောတူတယ်ဆိုရင်တက်အနေနဲ့ညှိနှိုင်းဆွေးနွေးမှုလုပ်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့တစ်မျိုးလောက်တိုးပေးပါနှစ်မျိုးလောက်ပေးပေးပါဆိုလီးပဲရမယ်ဘယ်ပဲတက်ကတိုးပေးမှာတော့မဟုတ်ဘူးမင်းတို့အမုံကျိမ့်ပါအမုံကျိမ့်ပါအခုလည်းအမုံကျိမ့်နေပြီတက်ကမကြခင်မကြခင်ရပိုင်းနေလာပိုင်းနေမှာကျွန်တော်မိုးမိတ်တို့နော်နမတူတို့နော်ကျန်တဲ့နေရာဒေသတွေမိုးကုတ်တို့နော်ဘယ်မျိုးတွေအထိတ်ဆုံးပြန်ပြီးတော့တက်ကထပ်မှန်ပြီးတော့သိအောင်မလဲဆိုတာ ဆက်လက်ကြည့်ရမယ်တရက်လေးမှာလည်းဒါဆင်ရဆုံးရှုံးမှုတွေဖြစ်နေပြီအကြံဘတ်တရက်လေးကိုဟို sorry အကြံဘတ် PDF ကိုဝယ်ဖို့အတွက်လည်းဝင်ရကဝါမထောက်ပံ့တော့ဘူးဖြစ်တဲ့အတွက်သူတို့ဝယ်လို့မရတော့ဘူးအဲ့တော့ပြည်သူတွေဒီကနေပြီးခိုးထားတဲ့ပစ္စည်းတွေနဲ့ပဲဒီကောင်တွေဝယ်လို့ရမှာအဲ့တော့အကြံဘတ် PDF ထဲကိုလည်းဝင်မဲ့လူလည်းမရှိတော့တဲ့သူတို့ဝယ်လို့မရတော့ဘူးမကြခင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအကြံဘတ် PDF ဆိုတာလည်းမျိုးပြုတ်တော့မယ်အကြံဘတ်တရက်လေးဆိုတာလည်းမျိုးပြုတ်တော့မှာဖြစ်ပါတယ်เนาะဒါလေးလည်းသတင်းလက်ဆောင်စကား ပါခဲ့ပြီးတယ်နောက်တစ်ခါဒီကချင်ပြည်နယ်ဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေဆဲပဲ PND ရခိုင်ရခိုင်ကိုတော့ဒါတက်ကဒီထိုးစစ်အကြီးကြီးစတင်တော့မှာဖြစ်ပါတယ်နော်အဲ့တော့ထိုးစစ်ရဲ့နာမည်ကိုလည်းစပြီးတော့နာမည်ပေးထားပါတယ်နော်နာမည်ပေးထားပါတယ်အဲ့ဒါတော့အဲ့ဒီနာမည်ရဲ့သူတို့စစ်စင်ကြီးရဲ့နာမည်ကငိုကြီးလေပူအောင်စစ်စင်ကြီးပုံစံမျိုးနဲ့သွားတာဖြစ်ပါတယ်နော်အမြေပြင်ကစစ်ကြောင်းတွေထိုးမယ်ကောင်းကင်ရံမှာဝေဟင်တွေပြန်ဝဲမယ်ဝေဟင်ပြန်ဝဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဟိုဟွာလို့လို့မရဘူးဟွာလို့လို့မရဘူးကန့်သက်ချက်မရှိဘူးကန့်သက်ချက်မရှိဘူးသူကသူအစည်းတရာပဲပြန်ပြန်အစည်းတစ်ထောင်ပဲပြန်ပြန်မြန်မာနိုင်ငံမှာရှိတဲ့လေရင်တွေကြိုက်တဲ့လောက်ပြန်ချက်ဖိုက်တာတွေကြိုက်တဲ့လောက်ပြန်ပြန်ဝင်ရှိတယ်ပြန်ဝင်ရှိတယ်အားကြောင့်မလို့တမတော်ကဟိုကျွန်တော်သိထားတာတော့သိငှက်သိငှက်ဆစ်စင်ကြီးလို့သိရတယ်နော်သိငှက်ဆစ်စင်ကြီးဆိုတာရှင်းရှင်းအဖြေရတော့ရှင်းရှင်းလေးတမတော်လေချောင်းနဲ့တုံမယ်ဆိုရဲ့ စစ်စင်ရေးပုံစံမျိုးရှိတယ်။ဒါကြောင့်မလို့ဒါအကြံပတ်အေဒီအနေနဲ့လည်းရတနံပေးထားပြီးဖြစ်တဲ့အတွက်မကြခင်ရခိုင်မှာလည်းစစ်ပွဲကြီးကြီးထပ်မံစတင်မှာတော့မယ်။နော်ဆက်ထပ်မံစတင်မှာတော့မယ်။ဟောဒါလေးလည်းထည့်ပြောပေးခဲ့တယ်။နောက်တစ်ခွတော့ဒါ၃မှတ်နေရတော့၁၇လပိုင်း၁၂လပိုင်းထဲမှာဒါကူကန်နေအနေနဲ့ပြန်လွှတ်ပေးဖို့ရှိတယ်လို့တော့သိရတယ်။အဲ့တော့ရွေးကောက်ပွဲကိုလည်းအလုံးပူပေါင်းပါဝင်မှုလိုပါတယ်။ဒါကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအလုံးရဲ့ထပ်ပေါက်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဘယ်ပါတီကိုမဲပေးပါဘယ်ပါတီကိုမဲပေးပါလို့တော့ကျွန်တော်မပြောဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ငငယ်တဲက စပြီးတော့ဥဝဲလို့អော်တဲ့ချိန်နဲ့ဥဝဲငိုတာတော့မဟုတ်ဘူးကျွန်တော်ကကြက်ခံရေးဆိုပြီးတော့អော်လာတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဘယ်ချိန်မဲမဲပေးမဲပေးကြက်ခံရေးမှာတပါပေးရမယ်တပြားမှမရှိဘူးเนาะကျွန်တော်ကကြက်ခံရေးပဲဘာဖြစ်လို့လဲကြက်ခံရေးတာလေနိုင်ငံကိုကောင်းအောင်ပြုပြင်နိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကြက်ခံရေးတာမဲပေးခြင်းဖြစ်ပါတယ်